စီးကင်းရော M7 ရောနှစ်ခုစလုံးကိုတွားရောက်ရှင်ပြိုင်မှုအတွက်တာဂတ်ထားနေဖဲခွန် eSport Organization ဟုတ်ပါရဲ့ဒီဖဲခွန် eSport Organization ကတော့ Amazon Season 1ပြီးရဲ့အခါမှာတင်းဆဲပင်ရပလေယာအကုန်လုံးကိုခေါ်ယူပြီးတော့ ဖဲကွန်နက်ဆိုပြီးတော့ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီဖဲကွန်နက်နဲ့ပဲ Striver Arena ကတ်တို့ NDC တို့ကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီ Amazon Season 2ကိုဒါတိုက်ရင်ပိုက်ရရှိတဲ့အတင်းထဲမှာဆိုရင်ဖဲကွန်နက်ပါဝင်ခဲ့ခြင်းမရှိဘဲနဲ့တင်းဆဲဘင်းကပါဝင်နေခဲ့ပါတယ်အဲအကြောင်းမို့သူတို့ကဒီတင်းဆဲဘင်းက player အကုန်လုံးကိုသူတို့အရင်ကပေါ်ယူထားတယ်ဒါပေမဲ့ဒီ Amazon Season 2မစခင်မှာပဲတင်းဆဲဘင်းဆိုပြီးတော့ အဲ့ဒီပလီယာကြီးနဲ့ပဲပြန်ပြီးတော့ဖွဲ့စည်းခဲ့ပါတယ်ကိုနေရာမှာဆိုလို့ရှိရင်လေဂျီနာကိုထားတာတော့တွေ့ရပါတယ်အားကြောင့်မလို့ဒီ Fagon Esports Organization ရာဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံ e-sport ကိုလွှမ်းမိုးဖို့အတွက်ဒီစူးစမ်းနေရဆိုတာကိုသွားပြီးတော့တွေ့ရပါတယ်နောက်ပြီးတော့ဒီ MSN Season 2ရဲ့ V1 ပြီးရဲ့အခါမှာဆိုလို့ရှိရင်လေဒီ Team 7ရာဒီ Table Ranking ရဲ့ဒီအပေါ်ဆုံးမှာဖြစ်တဲ့နံပါတ်တဲ့နေရာကိုယူထားတာကိုလည်းတွေ့ရပါတယ်ဗျာကဲကျွန်တော် e-sport အကြောင်းကိုပြန်လည်တင်ဆက်ပေးနေရဲ့ဝေကြီးပဲဖြစ်ပါတယ် အကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပေးကြကြပါဦးတောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုနဲ့တူပဲပြန်လာခဲ့ပါမယ် see you guys